2024ရာသီယူရိုဘောလိပြိုင်ပွဲမှာဘောလူပွဲသို့အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့မန်တန်ဆာယူနိုက်တက်နဲ့စပါတို့တက်ရောက်ခဲ့ပြီးပြိုင်ပွဲသမိုင်းမှာတတိယမြောက် All English Final ဖြစ်မှတ်တမ်းဝင်ခဲ့လို့သိရပါတယ်။ကျန်တဲ့ရင်းနှင်းကရှင်ပြိုင်ခဲ့တဲ့ယူရိုဘောလိဆီမီဖိုင်နယ်ဒုတိယကြော်ပွဲစဉ်တွေကစပါကဘိုဒက်ကလင်းကိုနှစ်ဂိုးကိုမရှိတဲ့အနိုင်ရရှိပြီးမန်ယူကဘီဘာအိုကိုဒေဂိုတကိုနဲ့အနိုင်ရရှိခဲ့တာပါ။ဒါကြောင့်စပါကဘိုဒက်ကလင်းကိုနှစ်ကြော့ပေါင်းရှာလက်၅ဂိုးတကို မန်ယူကပြီးပါအုပ်ကိုနှစ်ကြော်ပေါင်းရှောက်လက်ခုနှစ်ကိုတကိုနဲ့အနိုင်ရရှိပြီးဘောလူပွဲသို့တက်ရောက်ခဲ့တာဖြစ်ပြီးအင်္ဂလန်ကလပ်နှစ်တင်ဘောလူပွဲဆင်နွှဲရမယ် All English Final ဖြစ်လာခဲ့တာဖြစ်ပါသည်ယူရိုပါလိရခင် UEFA Cup ပြိုင်ပွဲကို1981-82ရာသီကစတင်ကျင်းပခဲ့ပြီးဒီရာသီမှာ54ကြိမ်မြောက်ဖြစ်ပါသည်ပထမဆုံးကျင်းပခဲ့တဲ့1981-82ရာသီမှာစပါးနဲ့ဥအသင်းတို့ရဲ့ All English Final ဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် 2018-19ရာသီမှာ Chelsea နဲ့ Arsenal ရဲ့ All English Final ကိုဒုတိယအကြိမ်မြင်တွေ့ခဲ့ရပါတယ်။အခုတတိယမြောက် All English Final အဖြစ် Spanish Manchester United တို့ရှင်ပြန်ကစားရမှာဖြစ်ပါတယ်။ ဒီရဒီယူရိုပါလိပိုလူပွဲကိုဘီဘာအိုအသင်းရဲ့အကွင်းမှာမေလ22ရက်နေ့ရှင်မြန်ကစားရမှာဖြစ်ပြီးလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကချန်ပီယံဆုရရှိဖို့ပိုမိုရေပန်းစားနေတယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့စပါတင်တို့ဟာဒီရဒီပရီးမီးယားလိပြိုင်ပွဲမှာရုန်းကန်နေရပြီးအဆင့်15နဲ့အဆင့်16နေရာတွေမှာယက်တည်နေပြီးမယ်။ဒီပြိုင်ပွဲမှာပိုဆွဲတဲ့အသင်းကလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်တနေရာရရှိမှာဖြစ်ပါတယ်။